မင်းဖုံးမင်းနဲ့တိုင်တို့ပြီးတာရေပေါ့နော်ဒီနေ့တိုင်လက်လေးသင်ပြမှာဖြစ်ပါတယ်အဲဆုံးဖုံးမင်းလေးပြန်ပြပေးမယ်ချီလေးချဲတဲ့တင်းတင်းလေးဆွဲရ မီလေးရအဲဆိုရင်ဒီဖူမီနှစ်ခုဖူမီဒီမှာနှစ်ပေါက်ရဲ့နောက်က၃ပေါက်မြောက်ထဲထဲမှာပေါ့နော်ဒီလိုလေးတရစ်ချိန်မယ်ကိုယ့်ဘက်ကယူပြီးချိန်မယ်ချိန်ပြီးဒီနှစ်ပေါက်မြောက်ရဲ့ဒီ၃ပေါက်မြောက်မှာအပေါက်လေးတွေကိုထည့်လိုက်မယ်ခြီလေးကိုချိန်ယူလိုက်မယ်ဒီလို၃ခုဖြစ်သွားမယ်ပေါ့နော်အဲ့ဒီ၃ခုထဲမှာခြီလေးကိုကိုယ့်ဘက်ကနေချိန်ယူပြီးတော့ထည့်ပါမယ်ဟွန်းဒီလိုလေးကိုဘကနေတခါချိန်လိုက်မယ်ချိန်ပြီးနောက်ပောက်ကိုထဲလိုက်မယ်ထဲပြီးတော့ခြေလေးကိုချိန်ယူ အလုံးပေါင်း၃ပေါက်ဖြစ်၃ခုဖြစ်သွားမယ်အဲ့ဒါလေးကို၃ခုစလုံးနဲ့ကိုချိန်ပြီးထပ်ထည့်ပါပြန်ပြပြပါမယ်ဒီလိုမျိုးလေးကိုယ့်ဘက်ကနေချိန်ဒီပေါက်လေးတဲ့ကိုထည့်ခြေလေးကိုချိန်ယူဒီလို၃ခုဖြစ်သွားပြီ၃ခုလုံးနဲ့ကိုခြေလေးကိုချိန်ပြီးထည့်ကိုယ့်ဘက်ကနေခြေလေးကိုတစ်ခါချိန်ချိန်ပြီးတော့အပေါက်လေးတဲ့ကိုထည့်ထည့်ပြီးတော့ခြေလေးကိုချိန်ယူ၃ခုဖြစ်သွားပြီအဲ့ဒီ၃ခုလေးတဲ့ကိုခြေလေးကိုချိန်ပြီးထည့် ဲ့လိုမျိုးပေါ့နော်ဖုံမီးကိုအရင်ဆုံးလက်ကင်ကျွမ်းအောင်ရေလောက်ပြီးမှဖုံမီးကိုချိန်ချာကြီးထိုးပြီးတော့လက်ကင်ထိနိုင်သွားပြီဆိုတိုင်တိုးတက်ပါတိုင်တိုးတက်ပြီးရင်ဒီလိုတိုင်ရှင်လေးတက်ပါတိုင်ရှင်လေးကိုဆက်ထိုးပေါ့နော်လက်တော်တော်ညင်သွားပြီဆိုတိုင်ရှင်ထိုးရလည်းလည်းသွားမှာပါဒါကတိုင်လက်ပေါ့နော်တိုင်တိုးထက်နည်းနည်းကြီးသွားတယ်တိုင်လက်တိုင်လက်ထိုးပြီးရင်တိုင်လက်ဒီလိုပေါ်တဆင့်တက်တက်လှဲ့နေလေးကိုမနေ့ကတိုင်တိုတက်တယ်လို့တက်ပြသွေးတော့ပါမယ်။ လိုလေးတစ်ဖက်လှည့်လိုက်ပါတိုင်တူလေးလိုပါပဲအဲ့ဒါပြီးရင်တိုင်တူတော့ဖူမီတစ်ခါပဲလိုရပါတယ်တစ်ခါဖူမီလေးကိုနှစ်ခါလှုပ်ပါနှစ်ခါလှုပ်ပြီးတရည်ရင်မဲ့ဒီအပေါက်လေးတဲ့ကိုဒီတပတ်မို့ဒီပေါက်လေးတဲ့ကိုထည့်မယ်ခြေလေးကိုချိတ်ယူမယ်အဲ့ဒီသုံးခုလုံးတဲ့ကိုခြေလေးကိုချိတ်ပြီးထည့်လိုက်ပါမယ်ကိုဘက်ကရင်မဲ့ခြေလေးကိုထည့်မယ်ဆွဲမယ်သုံးခုဖြတ်သွားမယ်အဲ့ဒါလေးကိုကိုယ်ကိုင်းချိတ်ပြီးသုံးခုလုံးတဲ့ကိုထည့်လိုက်ပါ ဒါကကျတော့ဖုံမိနှစ်ခုနဲ့လှည့်ရပါလေတိုင်တိုအပေါ်တက်မယ်ဆိုရင်ဟာတိုင်နဲ့အပေါ်တက်မယ်ဆိုရင်တိုင်တိုကြရင်နော်ဖုံမိတစ်ခါထပ်တိုပြီးတော့လှည့်ရပါလေအဲ့လိုမျိုးလေးလှည့်သွားတာအဲ့ဒါနဲ့လက်ညှိအောင်ဆွဲသွားလိုက်ပါဒါကတော့ခြေထိုးအခြေခံထိုးနေတဲ့အခါတိုင်နဲ့ထိုးနေလေးပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျောင်းရဲ့ YouTube channel လေးကို subscribe လုပ်ပေးသွားပါအောင်ရှင့်